တခြားတခြားဇနီးမောင်နှံလို့ပါပဲတယောက်နဲ့တယောက်ကဟိုအမျိုးသမီးကတော့ကျွန်တော်ကိုချစ်တယ်လို့ခံစားရသူကတော့ကျွန်တော်ကိုပိူးဆိုင်အာမဟုတ်ပါဘူးအဲ့ဒါမီမီဒီယာပေါ်မှာကိုယ်မြင်နေရလို့ထင်ပါအနိကန်နေရာထဲကြတော့လေဟိုအမျိုးသမီးကတော့ပိူးဆိုင်ပါတိတ်တိတ်မမွားလေးရာစဟုတ်အာစာဗီယော ဟိုစားရိုက်ဖို့အတွက်ဒီကျွန်တော်လမ်းမီပြောတဲ့အချိန်ဇလန်လေးကတော့ထွေထွေအများကြီးဟိုကွန်ညော့ထားမှရှိပါဘူးဂျိုဂျိုဂျိုဟိုအချစ်ဇလန်လေးပါပဲဂျိုဇလန်အလိုပုံစံလေးပဲဆိုတော့ဟိုတတောင်တတလည်းဖြစ်တယ်ပြီးတော့ပထမဆုံးအဲ့အဲ့ချိန်ကပေါ့လေအဲ့ချိန်ကပထမဆုံးပြင်ရိုက်တဲ့ကဖြစ်တယ်ဆိုတော့ heavy တွေလည်းကျွန်တော်ပြောတယ်အမပွင့်အရင် heavy တွေမရိုက်သေးဘူးကျွန်တော်မလောက်တာအကြိုက်ဖြစ်တော့တယ် ဒီလိုလေးပြင်ရမယ်ဆိုပြီးတော့အဲအားနဲ့ချက်ပြောဒီကောင်းမှာကျွန်တော်ကအဲ့လိုပေါ့ခရမ်းအေးစေးနေတဲ့လူပြင်ဒီဟိုဟိုဘယ်လိုလဲတချင်တော့အရက်တောက်ပြီးတော့

ောက်တယ်ဟုတ်တယ်။အော်လွမ်းနေရပါတော့အမြဲတမ်းအမြဲတမ်းလွမ်းနေတာပေါ့လေ။အမြဲတမ်းလွမ်းပြီးတော့အေးဆေးနေပြီးတစ်ချိန်လုံးအကျက်တောက်ရင်းနဲ့ဘဝကိုလည်းဖြတ်တန်းနေတဲ့ character ပေါ့။ Ash နဲ့ဟုတ် Ash နဲ့အဲ့ကောင်မှစပြီးတော့တည်တာ Ash ကတော်တယ်တော်တယ်ဆိုတော့ဘာလဲဆိုတော့ तू က तू ကကျတော့ဟိုဘယ်လိုပြောရဲဟိုလေဟိုဒီမြန်မာမြန်မာလူ तू ကမပီးဘူးမပီးတာထက်ကျွန်တော်ကျွန်တော်လူပဲကျွန်တော်လူပဲဟုတ် သူသူကလည်းအဲ့လိုမျိုးပေါ့ဒီတိုင်လောက်တခုပြောတော့မယ်ဆိုရင်သူရအမေကသူ့ကိုတင်ပေးတယ်တင်ပေးတော့သူကပြောတာအဲ့ဒါပူပြီးတော့ဟိုလေပုံမှန်တစ်ပူပူခတ်တယ်သူကပူခတ်တယ်ပူခတ်တော့သူအရင်ချူစားထားတော့လည်းတွေ့ရပြီးတော့အရင် respect ရှိရ humble ဖြစ်တယ်ပြီးရလောက်ပုံမှန်လည်းချူစားတယ်ကိုကျင်းစားကျွန်တော်ကအဲ့လိုခံဟိုရုပ်ရှင်ရရတဲ့အချိန်မှာ ကိုနဲ့တူတူရိုက်တဲ့လူတွေထမ်းမှာအဲ့လိုမျိုးစကားဝဲတဲ့လူတွေပါစေ။အော်ငါနဲ့တူလိုက်တာအဲ့ဒါဆိုရင်နီးစက်တယ်လို့ပုံခံစားရ။အဲ့လိုလုပ်တဲ့ချိန်ကျအဲ့လိုကိုလည်းစကားတွေပါလေဟိုအရင်မြင်မြန်ပြောတဲ့ချိန်ဆိုရင်တချို့စကားလုံးဆိုရင်ကျွန်တော်ကမပီးရဟာရှိတယ်။အဲ့လိုမပီးရဟာဆိုရင်ထိုင်ပြီးတော့ပြောပြောသွားနောက်ပိုင်းကျတော့ ဟိုဟိုစာတွေပါဖတ်တဲ့ချိန်ဆိုရင်စာအုပ်မြင်မြန်ဖတ်တာမြင်မြန်မြင်မြန်ဖတ်လိုက်တဲ့မြင်မြန်မြန်ဖတ်ရင်ဖတ်နေအခုစရင်တော်တော်လေးကိုပြောနိုင်လာတယ်ဒါတောင်မှ ပြောနိုင်လာတယ်ဆိုတဲ့အဆင်မှာပြောနိုင်တဲ့အဆင်မဟုတ်ဘူးသူကအဲ့ဒီကကျွန်တော်နဲ့အဲ့ဒီဟာမရိုက်တင်မရိုက်ခင်ပါဘောလေ ash ကအရှိမမောက်ဆိုဖီယာဆိုလောင်းတယ်ကိုမြင်းမြန်းနဲ့ဟိုကဟိုကရိုက်ထားရုပ်ရှင်ကားကြီးတကားရိုက်ထားသေးတယ်ဆိုတော့ဟိုဒီကားမှာဆုံးတော့ပြောလို့ပဲကျွန်တော်နဲ့ဆုံးတဲ့အချိန်မှာ ash ကဟိုချူစားတယ်တော်တယ်ဟောမဖြစ်တဲ့ဟိုဆွဲရှိတယ်ပေါ့အဲ့ဒါကိုမြင်ရတယ်အဲ့ဒါဟိုဟိုဘလို့ပြောမလဲ ကျွန်တော်မြင်ရကောင်းတဲ့အချက်တွေပေါ့ဟုတ်ရှိတယ်မမဖွင့်ရကြတော့သူကဟောလေဟိုတချို့သူတွေးလိုက်တဲ့အတွေ့အကြုံကြတော့အဲ့လိုမျိုးပေါ့နည်းနည်းလူငယ်ဆန်တယ်လူငယ်ဆန်တယ်နည်းနည်း free ဖြစ်တယ်ပေါ့လေအဲ့လိုပုံစံလောလောလတ်လတ်နဲ့ဟိုချစ်နိုင်တဲ့ဟာတွေကိုခြားပြနိုင်တဲ့ဟာသူကရိုက်နိုင်တယ်အဲ့လိုမျိုးသူရဲ့တချို့အတွေ့အကြုံကအဲ့တော့အဲ့ဒါလေးသဘောကျတယ်ဒီကောင်းမှကျွန်တော်ကျွန်တော်တိတ်မလောက်ခိုင်းတော့ ash ကိုပဲလောက်ခိုင်းတယ်ကျွန်တော်ကကြတော့သူ့ကို အဲ့လိုမိန်းကလေးမိန်းကလေးတွေချစ်တဲ့ဟောကျွန်တော်ကကြတော့ဟိုတိတ်နားမလဲဘာတော့တိတ်ကြည့်မစားကိုယ့်ရဲ့ဟိုဆုံးသွားတဲ့အဲ့လိုဇလန်းထက်မှာဆုံးသွားတဲ့အမျိုးသမီးအမျိုးသမီးရဲ့ကယူဆိုင်မှုပဲကိုတန်းတာလားနောက်ထပ်မိန်းမရဲ့ကယူဆိုင်တဲ့ဟောတိတ်ပြီးတော့အဲ့လိုမျိုးနားမလဲမသိဘူးအဲ့လိုအဲ့လိုပုံစံမျိုးပေါ့အဲချစ်ပြရမှာကျတော့မင်းသမီးတွေကချစ်ပြရမှာကားတောက်လျှောက်တော့တော်တော်ငြိမ့်ပါတယ်ဟုတ်တယ်ငြိမ့်တယ်ငြိမ့်တယ်ငြိမ့်တယ် နောက်ပိုင်းချမှာနောက်ပိုင်းအဲ့လိုတဖြည်းဖြည်းနဲ့စားရှိမြင်လာတဲ့ချိန်တွေကြတော့နည်းနည်းလောက်ခက်လာတော့ရှိတာပါလေပုံမှန်ပါပဲတခြားတခြားဇနီးမောင်နှံလို့ပါပဲတယောက်နဲ့တယောက်ကဟိုအမျိုးသမီးကတော့ကျွန်တော်ပူချစ်တယ်လို့ခံလာရသူကတော့ကျွန်တော်ပူပြီးစားရှိအာမဟုတ်ပါဘူးအဲ့ဒါမီမီဒီယာပေါ်မှာကိုယ်မြင်နေရလို့ထင်ပါအနီးကပ်နေရာတည်းကြတော့လေဟိုအမျိုးသမီးကတော့ပူပြီးစိုက်ပါတိတ်တိတ်မွမွလေးရစဟုတ် အဲ့ပေါ့ပထမဆုံးပြန်ပြီးတော့စရိုက်ချင်မပွင့်ပြောမပွင့်ဟိုဟာအဲ့တမန်စကားကြတော့အရင်ဟိုလေတူတူဆက်ဆန်းလေအရင်မပါဘူးပြီးရင်အရင်ကျူးစားမဲ့ဟာတွေလည်းအရင်ကျူးစားမဲ့ဟာတွေလည်းမပါဘူးဟိုဟိုပုံမှန်တိုင်းလေးအချစ်ကားလေးပဲဆိုတော့ထွေးထွေးအရင်ဟိုဟာဟိုဘယ်လိုပြောမလဲအရင်မှုတွေလောက်ခဲ့ရမျိုးတော့မရှိပါဘူး တော်တော်လေးချစ်မယ်ဆိုရယ်ဇလန်တို့ဟိုဒီ MRT ဖုန်းနဲ့ hybrid မှာအာတွေ့နေပါပြီအဲ့တော့ဟိုဆက်လက်ကြည့်ရှုအောင်ပြရပါဘူး